အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ပရိသတ်တွေကိုတင်ဆက်ပေးဖို့ကြွေးချယ်ထားတဲ့ပုံမြင်လေးကတော့ကျိုးစားအထုံးမှုရဲ့ရှာလက်စော်ရဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစင်တင်ဆက်သူအန်နာပါမြို့တမြို့မှာပမုခဆရာကြီးတအုပ်နေထိုင်နေပါတယ်သူမမိသားစုဝင်တွေရှိပြီးသူရဲ့မိန်းမနဲ့ကလေးနှစ်ယောက်တို့ဖြစ်ပါတယ် သမီးဖြစ်သူကအရန်ကိုစူးစမ်းပန်းစားနေစာကိုလောက်ပြီးမဲ့တာဖြစ်သူကတတော်လေးကိုပြင်းရှီလုံးပါတယ်။သူ့ကိုအလောက်တစ်ခုခုခိုင်းလိုက်တဲ့အခါတိုင်းမှာလည်းဒီအလောက်ကိုမလောက်ဖို့အတွက်အကြောင်းပြချက်တရားလောက်သူစီမရှိပါတယ်။မိဘတွေဘာလို့ပဲခိုင်ခိုင်သူကမလောက်ချင်တဲ့အတွက်အကြောင်းမို့လို့ရှောင်းဖဲရှောင်းဖဲလုပ်နေလေးရှိပါတယ်။ကဲမိမရေငါသားလေးရအခုဆိုရင်ပညာရေးကလည်းဆုံးကန်းတိုင်သွားပြီးအရွယ်ကလည်းရောက်နေပြီ။သူ့ရဲ့အကျင့်တွေကဘာတစ်ခုမှအခုချိန်ထိပြောင်းလဲမလာသေးဘူးဘလို့ဖြစ်ရတာလဲ။ အချိန်တွေကုံဆုံးလာတာနဲ့အမျှသူပို့ပြီးတော့ပြင်းကြီးလာတာပဲရှိတယ်။သူ့အကြောင်းငါဘလောက်တောင်မှစိုးရင်ပူပန်နေလဲဆိုတော့ကိုရောမင်းသိရဲ့လား။ရှင်ပါတွေကိုတလောက်တောင်မှစိုးရင်ပူပန်နေရတာလေ။တရားကြရင်ကျမသားလေးဘလောက်တောင်မှအတောင်းကြလဲသူဖြစ်လာမလဲဆိုတော့ကိုရှင်တွေ့ရလိမ့်မယ်။ဒီအချိန်မှာပမောက္ခချုပ်ကြီးကလည်းသူ့သားလေးကိုခေါ်ပြီးပြောခဲ့ပါရဲ့။သားရေမင်းကအခုဆိုရင်တော့အရွယ်တစ်ခုရှောက်နေပြီ။ကြောင်းလဲပြီးတော့ပြီးတရားအလုံးဘာဖြစ်လို့အိမ်မှာပဲနေနေရတာလဲ။ဒီနေ့မင်းအပြင်ကိုထွက်ပြီးပတ်စံတစ်ခုခုသွားရှာလာခဲ့ရမယ်။ တကယ်လို့မင်းတော်ပတ်စံရှာနိုင်ဘူးဆိုရင်တော့အိမ်မော်နေဖို့အတွက်မစင်စားနဲ့မင်းကိုထမင်းလိုက်ကျွေးမှာမဟုတ်ဘူးနော်။ဒီလိုနဲ့တောက်ဖြစ်သူကစိတ်ပြတ်ဝမ်းနေစွာနဲ့အပြင်မှာထွက်ပြီးခဏလေးနေနေခဲ့ပါရီ။သူ့အဖေအလုပ်သွားမယ့်အချိန်ကိုလည်းစောင့်မျှော်နေရင်းနေပေါ့။သူ့အဖေအလုပ်ကိုထွက်ခွာသွားခဲ့တဲ့အခါမှာအိမ်ထဲကိုပြန်ဝင်လာခဲ့ပြီးနောက်သူ့အမေကိုကိစ္စရီအားလုံးရှင်းပြပြီးငိုနေခဲ့ပါရီ။မိခင်ကလည်းတော်တော်လေးကိုဝမ်းနေကြေကွဲသွားခဲ့ပြီးသားလေးကိုပြောလိုက်ပါရီ။ကဲကဲကဲသားရဲ့ဘာရီများဒီလောက်တောင်မှဝမ်းနေနေလေ။ ဝမ်းနဲ့မနေပါနဲ့ဖြော်ဖြော်ဒီမှာပဆန်ယူသွားအမေရှိကပဆန်ရွှေသွားလိုက်တားဖေညနေအိမ်ကိုပြန်လာတဲ့အခါကျရင်တော့ဒီပဆန်ကိုပေးလိုက်ပေါ့တားဖေကိုဒီပဆန်ပေးလိုက်ရင်သူလဲဝမ်းတော့ပြောချွင်သွားလိမ့်မယ်ဒါလေးဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီအမေညနေခင်းမှာတော့ဖခင်ဖြစ်သူအလောက်ကနေအိမ်ကိုပြန်လာခဲ့ပြီးမေးလိုက်ပါတယ်ကဲဘလို့လဲတားလေးရေပြောပါဦးဒီနေ့မင်းကိုရိုင်ကျိုးစောက်အားထုံမှုနဲ့ပဆန်ဘလောက်ရှာခဲ့လဲတားလေးကတော့သူ့အမေပေးလိုက်တဲ့ပဆန်တရာကိုအဖေအရှင်မထားပေးလိုက်ပါတယ် ဟောကင်ဖြစ်သူကလည်းဒီနေ့သူ့ကိုဘသူအကူအညီပေးခဲ့လဲဆိုတော့ကိုယ်ချက်ချင်းသဘောပေါက်နားလည်သွားခဲ့ရပေါ့။ကဲသွား။တားလေးရဲ့ဒီပတ်စံတရားကိုမင်းမြောင်းထဲမှာသွားပြစ်လာခဲ့လိုက်တော့တားလေးကလည်းဟောကင်ပြောတဲ့အတိုင်းပဲပတ်စံတရားကိုမြောင်းထဲမှာသွားပြစ်လိုက်ပါရဲ့။ဒီမှာရောက်ကြရေကျမဒီနေ့မိဘအိမ်ပြန်မှဖြစ်မယ်။ကျမရဲ့အမေအတော်လေးနေမကောင်းဖြစ်နေတယ်ဆိုပြီးတော့ဖုန်းဆက်လာခဲ့လို့လေ။ကျမအိမ်ပြန်ပြီးတော့ပြန်လာခဲ့မယ်နော်။နောက်ထပ်2ရက်3ရက်လောက်တော့ကြာလိုက်မယ်တိလား။ဟုတ်ပြီဟုတ်ပြီရရရမင်းသွားပါအေးအေးစစ်စစ်သွား။ ။တတိလေးပါလေးထားပြီးတော့သွားအောင်နော်။ဒီလိုနဲ့သူရဲ့မိမအပြင်ကိုထွက်ခွာသွားခဲ့တဲ့အခါမှာသူကတော့သားလေးကိုခေါ်လိုက်ပါတယ်။ကဲသားလေးရေသွားသွားမင်းသွားလို့ရပြီ။ပတ်စံရှာပြီးတော့မှပြန်လာခဲ့။ပတ်စံမရှာလာခဲ့ဘူးဆိုလို့ရှင်တော့မင်းဘာထမင်းမစားဖို့အတော်မစင်စားနဲ့။ဟုတ်ကဲ့ဖြစ်တော့ကောင်းလေအပြင်ကိုထွက်သွားခဲ့ပြီးအင်းနောက်မှာပုံပြီးစောင့်မျှော်နေခဲ့ပါတယ်။သူ့အဖေပဲအချိန်ပြန်လာမလဲဆိုတော့ကိုဘသူအိမ်ထဲကိုဝင်လာခဲ့ပြီးနောက်မှာတော့သူ့ရဲ့အမကိုကိစ္စတွေအားလုံးပြောပြပြီးငိုခဲ့ပြန်ပါတယ်။ ကဲမောင်လေးရဲ့ငုံမနေပါနဲ့ဘာဖြစ်လို့ငုံနေရတာလဲကဲညနေကျရင်တော့အဖေပြန်လာတဲ့အခါကျရင်တော့ဒီငွေ90ကိုနေရှာနိုင်တဲ့ပတ်စံလို့ပြောပြီးတော့ပေးလိုက်လေရှော့မောင်ဖြစ်သူကလည်းသူ့အမပေးတဲ့ပတ်စံကိုယူပြီးဝမ်းသာပြောရွှင်သွားခဲ့ပါတယ်ညနေခင်းမှာတော့ဖွာခင်ဖြစ်သူအိမ်ကိုပြန်လာပါတယ်ကဲသားလေးပြောပါဦးဒီနေ့ရောမင်းပတ်စံဘယ်လောက်ရှာနိုင်ခဲ့လဲသားဖြစ်သူကလည်းငွေ90ကိုဖွာခင်အရှိမထားပေးပြီးတော့ပြောခဲ့ပါတယ် ဒီနေ့မှာတော့သူရဲ့အမဖြစ်သူကိုယ်တိုင်ကသူ့ကိုအကူအညီပေးခဲ့တယ်ဆိုတော့ကိုဖောက်ခင်ဖြစ်သူကလည်းသဘောပေါက်နားလေသွားခဲ့ပါတယ်။ကဲသားလေးရေသွား။မင်းဒီပတ်စံကိုမြောင်းထဲမှာသွားပြေးလာခဲ့လိုက်တော့ကဲကဲကဲတမီလေးရေသွား။နေဒီနေ့တော့နေတငယ်ချင်းအိမ်ကိုသွားလေပြီးအေးအေးစစိမ်ညနေခင်းမှာအိမ်ကိုပြန်လာခဲ့။တမီဖြစ်သူကလည်းဝမ်းသာပျော်ရွှင်စွာနဲ့တငယ်ချင်းနဲ့အတူတူရှောက်လေဖို့အတွက်ထွက်သွားခဲ့ပါတော့တယ်။တမီဖြစ်သူအဖင်ကိုထွက်ခွာသွားခဲ့တဲ့အခါမှာဖောက်ခင်ကလည်းသူ့ရဲ့သားလေးကိုခေါ်လိုက်ပါတယ်။ကဲသားလေးရေသွား။ မင်းဒီနေ့လေပတ်ဆံရှာပြီးတော့မှအင်းကိုပြန်လာခဲ့ပတ်ဆံမရှာနိုင်တော့အင်းကိုပြန်မလာခဲ့နဲ့ငါမင်းကိုထမင်းလိုက်ကျွေးမှာမဟုတ်ဘူးတာဖြစ်သူကအပြင်ကိုထွက်လာခဲ့ရပါတယ်ဒါပေမဲ့ဒီကနေ့မှတော့သူ့ကိုအကူအညီပေးမဲ့သူဘယ်သူတဦးတယောက်မှမရှိတော့ပါဘူးသူလည်းငိုနေခဲ့ပြီးနောက်မှာတော့သူ့ရဲ့အမေနဲ့အမနှစ်ယောက်လုံးကိုလည်းသတိရနေခဲ့မိပါတယ်အဲ့လိုနဲ့ရှောက်သွားနေခဲ့လိုက်တာတနည်းအားကိုရောက်ရှိလာခဲ့ပါတယ်အရှိမတော့ဘီလက်မြေစယုံတယုံကိုသူ့ကျွေးခဲ့ရပါတယ်ဘီလက်မြေအိတ်တွေအများကြီးလဲချထားပါတယ် သူကလည်းကိုရောင်တဲကိုဝင်သွားခဲ့ပြီးနောက်မှာတော့မနေဂျာကြီးကိုတွေ့ရနေပြောခဲ့ရပေါ့။ဒါနဲ့ဆရာကြီးရဲ့ကျွန်တော်အလုပ်လာလျှောက်တာပါ။ဒီနေရာမှာကျွန်တော်အလုပ်တစ်ခုခုများရနိုင်မလား။အလုပ်ကတော့ကြီးစီဖြစ်စေငယ်စီဖြစ်စေကျွန်တော်ပြီးမဆိုင်ပါဘူး။ကျွန်တော်ကိုအလုပ်တစ်ခုလောက်ပဲပေးပါ။ဟုတ်ပြီလေ။ဒီမှာအလုပ်သမားလိုပါတယ်။ဒီဘီလက်မြေအေးတွေကိုတဲပြီးတော့မင်းကားရဲကိုတွားထည့်ပေးနိုင်မယ်ဆိုလို့ရှင်တော့အဲ့ဒီကျွမ်းငါမင်းကိုပတ်စံပေးနိုင်လိမ့်မယ်။ ။ဘာလီလက်မရှာလို့မတွေ့တဲ့အဆုံးမှာကောင်းလေးကလည်းဒီဘီလက်မြေအိတ်တွေကိုမှားပြီးကောက်ပေါ်မှာတင်မဲ့အလုပ်ကိုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ပထမဦးဆုံးဘီလက်မြေအထုပ်တထုပ်ကိုမှားလိုက်တဲ့အချိန်မှာပဲသူမနိုင်မနှင်းဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့ခြေချော်ပြုတ်ချသွားခဲ့ရပါတယ်။သူဘွားတခြားလုံးဘယ်တော့ကမှစူးစမ်းအားထုတ်ခရာချင်းမရှိပါဘူး။ကဲကဲကဲသားလေးရေမင်းဒီအလုပ်တွေလုပ်မနေတော့နဲ့အိမ်ကိုပဲပြန်လိုက်တော့မင်းဒါရီကိုလုံနိုင်မှာလည်းမဟုတ်ဘူး။မဟုတ်တာမဟုတ်တာအဲ့လိုတော့လည်းမပြောပါနဲ့ကျွန်တော်ကိုအခွင့်အရေးတစ်ခုပဲထပ်ပြီးရောပေးပါဗျာ ကျွန်တော်ဒါကိုလုပ်နိုင်ပါတယ်ကျွန်တော်ရအောင်လုပ်မယ်။မင်းကြီးရတာကတော့ပညာတတ်တယောက်လိုမျိုးပါပဲ။ကောင်းတဲ့အိမ်ကကောင်းလေးတယောက်နဲ့လဲတူတယ်။မဖြစ်လို့များမင်းကဒီလိုအလုပ်တွေကိုလာပြီးတော့လုပ်နေရတာလေကွာ။ဘာရမားလောက်တောင်ခက်ခဲနေလို့မင်းအခုလိုအလုပ်တွေကိုလာလုပ်နေရတာလေ။ဟုတ်ပါတယ်ဟုတ်ပါတယ်။မန်နေဂျာကြီးပြောတဲ့စကားမှန်နေကျွန်တော်ကပညာတတ်တယောက်ပါ။ကျွန်တော်ဖေကကျွန်တော်ကိုအိမ်ကနေဒီနေ့လှောက်လိုက်တယ်လေ။ပတ်စံရှာပြီးတော့မှပြန်လာခဲ့ပါတယ်။ကျွန်တော်ဒါပတ်စံမရှာသွားဘူးဆိုလို့ရှင်တော့အဖေကကျွန်တော်ကိုထမင်းကျွေးမှမဟုတ်ဘူး။ ဒီလိုပြောပြီးနောက်မှာတော့သူကနောက်ထပ်ဗီလမ်ရဲ့ 8A ကိုမှားလိုက်ပါတယ်။ဒီလိုနဲ့သူလည်းဟန်ချက်ညီညီထိုင်နိုင်သွားခဲ့ပြီးနောက်မှာတော့အလုပ်ကိုစတင်လုပ်ကင်ပါတယ်။စက်ရုံထဲမှာရှိတဲ့ဗီလမ်ရဲ့တဲအချင်းစီကိုကောက်ပေါ်ကိုတဲယူပို့ဆောင်ပေးလိုက်ပါတယ်။ဒီနောက်မှာတော့သူပြောခဲ့ပါတယ်။ဒီမှာမန်နေဂျာကြီးရေကျွန်တော်အလုပ်တွေအားလုံးလုပ်လို့ပြီးသွားပြီ။ဒီမှာရှိတဲ့ဗီလမ်ရဲ့ A တွေအကုန်လုံးကျွန်တော်ကောက်ပေါ်ကိုတင်ပေးလိုက်ပြီ။အေးတော်ရဲမင်းကတော့တတိချာလုံနိုင်သွားခဲ့ရပါပဲ။ဒီနေ့တော့မင်းရဲ့အဖေတော်လေးကိုဝမ်းသာပြောရွှင်သွားလိမ့်မယ်လို့ငါကတော့ထင်တယ်။ ကဲကျော်မင်းကျုံစာပန်းစားနဲ့အားထုတ်ပြီးရလာခဲ့တဲ့ငွေမန်နေဂျာကြီးကတော့သူ့ဒီအလုပ်ကိုပြီးစီအောင်လုပ်ခဲ့တဲ့အတွက်ငွေတရာပေးလိုက်ပါတယ်သူကလည်းငွေတရာယူပြီးနောက်မှာတော့အင်ကိုပြန်လာခဲ့ပါတယ်အင်ကိုရောက်လာတဲ့အခါမှာတော့သူ့ရဲ့အမေနဲ့အမနှစ်ယောက်လုံးကလည်းအိမ်မှာရှိနေတာကိုသူတွေ့ခဲ့ရပါတယ်ဟဲ့တားလေးရဲ့အမေတို့ရောက်နေတာအတော်လေးကိုကြာပြီးတားရဲ့နင်းဘဲလေးလျှောက်သွားနေရလေပြီးတော့တားရဲ့ပုံစံကဘလို့ဖြစ်ရတာတော့အမေတို့ကိုလည်းပြောပြစမ်းမအောင်ကွယ်တားလေးကဘာတခေါမှပြန်ပြီးတော့မပြောခဲ့ပါဘူးသူ့အဖေစီကိုသွားလိုက်ပါတယ် တို့ဖင်နဲ့တွေ့ကြရတဲ့အခါမှာတော့ကဲသားလေးရပြောစမ်းမအောင်မင်းဒီနေ့ပတ်စံဘလောက်ရှာလာနိုင်ခဲ့လဲ။သားဖြစ်တို့ကသူရှာလာခဲ့တဲ့ငွေတရာကိုအဖေကိုပေးလိုက်ပါရဲ့။ကဲသားလေးရေသွားသွား။မင်းနေ့စဉ်ဒီတိုင်းလုံနေတဲ့ပုံစံအတိုင်းပဲဒီပတ်စံတရာကိုလည်းမင်းမြောင်းနဲ့မှသွားပြစ်လာခဲ့လိုက်တော့ဒီစကားကိုကြားခဲ့ရတဲ့အခါမှာသားဖြစ်တို့ဝမ်းနေလွန်းလို့မျက်ရည်တွေကျလာခဲ့ပါရဲ့။သူကလည်းငိုနေနေသူ့အဖေကိုပြောခဲ့ရပါဘော။အဖေရဲ့ကျွန်တော်ဒီငွေတရာကိုဘလို့ရှာလာခဲ့လဲဆိုတော့အဖေသိရဲ့လား။ ဒီငွေလေးတရာအတွက်ကျွန်တော်ဘီလက်မြေအိတ်အကြီးကြီးတွေကိုကျွန်တော်ရဲ့ကြောပေါ်ကိုတင်ပြီးကောင်းပေါ်အထီကိုတည်ယူပေးခဲ့ရတာနေပူကြီးရဲ့မှာကျွန်တော်စူးစမ်းပန်းစားနဲ့အလုပ်ကိုလုပ်ခဲ့ရတယ်အဖေကျွန်တော်ခါရီလည်းအရင်ကနာနေတယ်ခါကျိုးပြီးအောင်ထင်တာကျွန်တော်တစ်ခေါက်ဆိုင်တော့ပြုတ်တောင်ပြုတ်ကျသွားသေးတယ်ဘလောက်တောင်မှနာကျင်ခဲ့ရလဲအဖေသိရဲ့လားအဖေကဒီငွေတရာကိုမြောင်းနဲ့မှသွားပြလိုက်ဆိုပြီးတော့ကျွန်တော်ပြောနေရဟုတ်လားဟုတ်ကဲ့ဖြစ်တော့ကလည်းတားလေးရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာတော့ပြုံးရပြီးတော့ပြောခဲ့ပါရယ်။ကဲတားရီ ီးခဲ့တဲ့နှစ်ရက်ကတည်းကတားရှာခဲ့တဲ့ပတ်စံတွေကိုတော့တားအလွယ်တကူဖြစ်လိုက်နိုင်တယ်။ဘာလို့လဲဆိုတော့အဲ့ဒီပတ်စံတွေကတားကိုယ်တိုင်ရှာလာခဲ့တာမဟုတ်ဘဲတားအမေနဲ့အမကတားကိုပေးခဲ့တဲ့ပတ်စံတွေမို့လို့လေ။ဒီနေ့တားကိုယ်တိုင်စူးစမ်းအထောက်ပြီးရှာလာခဲ့တဲ့ပတ်စံတွေကိုကြတော့တားမြောင်းနဲ့မှတော့မပြည့်ရတော့ဘူးမလား။ဒီနေ့တော့ငါသားလေးပတ်စံရဲ့တံပိုးကဘာလဲဆိုတော့ကိုကောင်းကောင်းသဘောပေါက်နားလည်သွားခဲ့ပြီနော်။ဖေကိုယ်တိုင်ကလည်းဒါကိုပဲသိစေချင်တာပါတားရဲ့။ရောက်ဆိုပြီးနောက်မှာတော့ဖာကင်ဖြစ်သူကလည်းသူ့ရဲ့သားလေးကိုဖတ်ထားလိုက်ပါတော့တယ်။ ။ဒါဖြစ်တော့ကအရင်နေ့မှဆိုရင်တော့သူ့အဖေတို့ကိုဘာတင်ပေးခြင်းလဲဆိုတာကိုသဘောပေါက်နားလည်သွားခဲ့ပါပြီ။စူးစမ်းအားထုတ်ပြီးရရှိလာခဲ့တဲ့ပတ်စံကဘလောက်တောင်တန်ဖိုးရှိလဲဆိုတာကိုလည်းသူ့အနေနဲ့သိရှိသွားခဲ့ပြီးပဲဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့ထွေးမကောင်းဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်။ VV ခင်မိခင်ဖြစ်သူကတော့သူ့သဘောကျနှစ်သက်တဲ့ main ကလေးတယောက်နဲ့တော့သူ့သားလေးကိုလက်ထပ်ပေးခဲ့ပါတယ်။သူကိုယ်တိုင်ထွေးမတယောက်ရှာပြီးတော့လက်ထပ်ပွဲကိုစစ်ဆင်ပေးလိုက်ပါတယ်။ ဗေဗေကလည်းသူ့အမေသဘောကျနှစ်သက်တဲ့မိန်းကလေးကိုသူသဘောမကျပေမဲ့လည်းသူ့အမေစိတ်ချမ်းသာဖို့အတွက်နဲ့ချိန်မိတ်လက်ထပ်ခဲ့ရပါတယ်။သူကတော့အိုင်ရှောင်းဆိုတဲ့မိန်းကလေးတယောက်နဲ့ချစ်ကြနေခဲ့တာပါ။ဒါပေမဲ့ဇုံတွဲဆိုတော့ဖယောင်းသခင်ကိုယ်တိုင်ကသတ်မှတ်ထားခဲ့ပြီးတော့ဆိုပြီးတော့လည်းပြောကြသေးရဲ့မဟုတ်လား။ကဲသားလေးဒီနေ့ကစပြီးတော့မိသားလေးကအမေတို့အိမ်ကချွေးမလေးဖြစ်သွားခဲ့ပြီ။အဲဒါကြောင့်ဒီအိမ်နဲ့ပတ်သက်တဲ့ကိစ္စမှန်သမျှသူအားလုံးသိဖို့အရန်ကိုအရေးကြီးရဲ့တော့။သူ့ကိုအားလုံးနဲ့မိတ်ဆက်ပေးလိုက်ပါဦး။ သူအားလုံးကိုတီးဖို့အတွက်လိုတယ်။အမေရလည်းကျွန်တော်ကသူ့ကိုဘယ်သူနဲ့မိတ်ဆက်ပေးရမှာလဲ။အိမ်မှာရှိတဲ့ကျွဲတွေနွားတွေနဲ့သူ့ကိုမိတ်ဆက်ပေးရမှာလား။ကောင်းတော့လေကောင်းပါလေလေအားလုံးကလည်းသူနဲ့တွေ့ရလို့ဝမ်းသာပျော်ရွှင်သွားကြလိမ့်မယ်။ဒီလောက်ကိုကျွန်တော်ကိုယ်တိုင်ပဲလုပ်ပေးလိုက်မယ်အမေရတယ်ရတယ်။ကံမေတာလီတေချာနာချောင်းဒီအိမ်မှာလူကတော့၃ယောက်ပဲရှိတယ်။နေရဲ၊ငါရဲ၊အမေရဲ။အိမ်မှာကျွဲတွေနွားတွေစေကောင်လောက်ရှိတယ်။သူတို့အကုန်လုံးကတော့ငါကိုယ်တိုင်ပဲကြီးရှုစောက်ရှောက်ပေးနေကြရတာငါတို့က ကျွဲနှုတ်တွေကိုထောက်ယူပေးသွားပြီးဆိုလို့ရှိရင်တော့ဈေးထဲမှာပြန်လဲရောင်းချရတယ်။ဟုတ်လားဟုတ်လား။ရှင်တို့အိမ်မှာကျွဲတွေအများကြီးရှိတာကောင်းတာပေါ့။ကျမတို့အိမ်မှာလည်းကျွဲတွေအများကြီးပဲရှိတယ်။တို့ကိုနမေတောင်ပေးထားတယ်တိလား။ဂန်ကာ၊ချက်မေလီတော်ပါတော့ကွာ။တော်ပါတော့တော်ပါတော့။မင်းကလည်းဘာဖြစ်လို့ကျွဲတွေရဲ့နမေကိုလာပြီးတော့ပြောပြနေရတာလဲ။မသိရင်တော့ဒါကကျွဲတွေရဲ့နမေမဟုတ်ပဲနဲ့မင်းရဲ့ညီမတွေရဲ့နမေတွေကြနေရောပဲ။ဒါနဲ့ရှင်အခုချိန်ထိမသိသေးဘူးလားကျမကကျမရဲ့မိဘတွေအတွက်တူဒီတော်သမီးလေးလေး ကျမစီမညီမလည်းမရှိဘူးအမလည်းမရှိဘူးကျမတရားအောင်ချင်းပဲရှိတာဒါနဲ့လေရှင့်မှာကျွဲရီအများကြီးရှိပေမဲ့တို့ကိုနမည်မပေးကြောက်လိုက်တို့မှလည်းနမည်လေးပါလေးရှိတဲ့နဲ့လို့ရှင်မထင်ဘူးလားရှင်တို့ကိုနမည်နဲ့မခေါ်ဘူးဆိုရင်တော့တို့ကရှင်ရဲ့စကားကိုဘယ်လိုနားလဲကြမလဲဒုက္ခပါပဲကွာစိတ်ညစ်လိုက်တာငါတကယ်ပဲဘလို့အယူမတယောက်နဲ့လက်ထပ်ခဲ့ရလေငါတကယ်ကိုအယူမတယောက်ကိုရသွားတာပဲဖြစ်ရမယ်ငါအခုမှကြွဲအကြောင်းပြောတာပဲရှိသေးတယ်။သူကစကားကိုဘယ်ကနေပြီးတော့ဘယ်အထိအောင်မှဆွဲရှူသွားနေလဲဆိုတာကိုကြည့်ပါဦး ဟုတ်ဖျားသခင်တကယ်ပါပဲဒါဘယ်လိုလုပ်လိုက်တာလဲကျွန်တော်ရဲ့ဘဝလက်တွဲပေါ်အနေနဲ့ဒီမင်းကလေးကိုပဲကျွန်တော်အတွက်ရွေးချယ်ထားခဲ့ပေးရလားဒါနဲ့ရှင်ဘာပြောတာလဲတခုခုပြောလိုက်တာလားရှင်မဟုတ်ပါဘူးကွာဘာပြောရမှာလဲဘာမှမပြောပါဘူးမင်းကအရန်ကြော်ရဲဆိုပြီးတော့စဉ်းစားနေရလေကျွဲရီနဲ့ပတ်သက်ပြီးတို့အကြောင်းဘလောက်တောင်မှတိလိုက်တယ်လဲနော်တို့နဲ့ပတ်သက်ပြီးရောမင်းအားလုံးကိုသိနေတယ်ကဲကဲကဲသွားမယ်သွားမယ်ဒါဆိုလို့ရှင်ငါတို့အထက်ဝင်ကြတာပေါ့ မေတာလီကလည်းအိမ်ခန်းထဲကိုဝင်လာခဲ့တဲ့အခါမှာရောက်ခမဖြစ်သူရောက်ရှိလာခဲ့ပြီးတော့ချွေးမလီကိုပြောခဲ့ပါရယ်။ကဲချွေးမလီနင်ဒီအိမ်ကိုရောက်လာတာကလည်းနည်းနည်းကြာနေပြီဆိုတော့ဒီအိမ်ကနေရဲ့အိမ်ဆိုပြီးတော့တတ်မှတ်ပြီးတော့နေထိုင်ရမယ်ကြလား။ဘလို့မစိုးနင်ဒီအိမ်ရဲ့တာဝန်တွေအကုန်လုံးကိုယူရလိမ့်မယ်ချွေးမလီ။မနေ့ဖြန်ကစပြီးတော့မိဖို့ခံရဲ့တာဝန်တွေအကုန်လုံးကိုတော့နေယူရလိမ့်မယ်။ရောက်ပါတယ်အမေရဲ့ကျမလုံနိုင်ပါရယ်။ကျမထမင်းဟင်းချက်ပြုတ်ကြအားလုံးကိုတာဝန်ယူပေးမယ်နော်။ နောက်နေ့မနက်မိုးလင်း9နာရီထိုးသွားတဲ့အခါမှာတော့မေတာလီမနက်အစောကြီးထလာခဲ့ပါတယ်။သူမကဘုံတပုတ်ကင်ပြီးနောက်မှာတော့အပြင်ကိုထွက်လာခဲ့ပါတယ်။ဗီဗေကလည်းအတန်တွေကိုကြားခဲ့ရတဲ့အခါမှာချက်ချင်းအိယာကလည်းနိုးထလာခဲ့ပါတယ်။သူမိမအပြင်ကိုထွက်သွားနေအောင်ကိုတွေးကြရတဲ့အခါမှာတော့ဖေဖေကလည်းအတန်ပေးပြီးခေါ်ခဲ့ပါရဲ့မေတာလေးရေမင်းဘာလုပ်တာလဲမနှက်အစောကြီးပဲရှိသေးတယ်ဒီဘုံတပုံးကင်ပြီးတော့မင်းဘယ်ဟိုသွားနေရလဲရှင်အိတ်ပါရှင်အေးစစ်စစ်အိတ်နေလို့ရပါသေးရဲ့ကျမကျွဲနှိုးသွားညှက်လိုက်အောင်မယ်လေ ယူမြယူနေရလားကွာမင်းကကျွဲတော့သွားညှင့်မယ်ဟုတ်လားဒီအိမ်ကချွေးမကဒါရီကိုလှုပ်စီရလားမင်းကိုယ်တိုင်ဒါရီအားလုံးကိုဘယ်လိုလုပ်မလဲอืมဘာဖြစ်လို့လဲဒီလှုပ်တွေအားလုံးကိုကျမလှုပ်လို့မရဘူးလားရှင်ဒါနဲ့ဘာဖြစ်လို့လှုပ်လို့မရတာလဲကျမအိမ်မှာနေခဲ့တော့ကားဆိုင်တော့ဒီလှုပ်တွေအကုန်လုံးကိုကျမကိုယ်တိုင်ပဲလုပ်ခဲ့တာပါကျမကျွဲတော့ကိုလည်းကိုယ်တိုင်ပဲညှစ်တယ်ပြီးတော့ခြားတစ်ခုလုံးကိုလည်းကျမကိုယ်တိုင်ပဲတန်းရှင်းလုပ်တာကျွဲတွေကိုကိုယ်တိုင်ပဲအစာကျွေးတယ်သူတို့ကိုရေလဲချိုးပေးတယ် အဲ့တော့အလောက်ဒီကြီးကျယ်လုံးနေတဲ့ကိစ္စတော့လည်းမဟုတ်ပါဘူး။ကျမတယောက်တစ်ယောက်မှဒီလုပ်တွေအားလုံးကိုလုပ်နိုင်သေးတယ်။ဗီဗင်ကလည်းထော်တော့အရန်ထွက်သွားခဲ့တဲ့အတွက်ကြောင့်မို့လို့သူ့အမေအခန်းထဲဝင်သွားခဲ့ပြီးသူ့အမေကိုပြောလိုက်ပါတယ်။အမေရဲ့တကယ်ပါပဲအမေရဲ့အမေကျွန်တော်ကိုဘလုံးမင်းကလေးမျိုးနဲ့လက်ထပ်ပေးလိုက်တာလေ။ကျွန်တော်ရဲ့ဘဝလက်တွဲပေါ်အဖြစ်ဘလုံးမင်းကလေးကိုအမေရွေးချယ်ပေးခဲ့ရလေ။သူကကျွဲရင်နွားတွေကိုအရန်ချက်တဲ့ပုံစံပဲ။သူ့ဘာစကားပဲပြောဒီကျွဲနွားအကြောင်းတွေကိုပဲပြောနေတယ်။တခြားဘာကိစ္စတခုမှသူ့မှာထပ်ပြီးတော့ပြောစရာမရှိတော့ဘူးလားအမေ။ မနက်မိုးလေးအစောကြီး9နာရီထပြီးရနဲ့နွားတို့သွားညက်နေရလေသူကကျွန်တော်ကိုအေးစစ်စစ်အိတ်နေပါတယ်ဒီလောက်တွေအားလုံးကိုသူတယောက်ထင်လုံးနိုင်တာမို့လို့သူကိုယ်တိုင်လုံးမယ်တဲ့ရောက်ကတော့ဒါတွေအားလုံးကိုတွေးမြင်သွားလို့ရှင်တော့ဘာပြောကြမလဲတားရဲ့ဘာဖြစ်နေရလဲဒုက္ခပါပဲဘာရမျာအလောက်တောင်မှစိုးရင်ပုံပန်နေရတာလေဘာမှအလောက်ထိစိုးရင်ပုံပန်နေစရာအကြောင်းမရှိဘူးနားလေလားဘယ်သူမှဘာမှနေကိုပြောကြမှာမဟုတ်ပါဘူးနင်အခုလိုမျိုးစိုးရင်ပုံပန်နေရမှပို့ပြီးတော့ထူးဆန်းနေသေးတယ် နောက်ထပ်ရလည်းငယ်ကြမြင်သွားခဲ့တဲ့အခါမှာ VV ကတော့သူ့ရဲ့မိန်းမကိုပြောခဲ့ပါရယ်။ကင်မေတာလေးရဲ့ဒီနေ့ငါအလောက်ကိစ္စတခုအရေးကြီးလို့မျိုးပေါ်ကိုတက်ရလိမ့်မယ်။အင်ကိုပြန်လာတာနောက်ကြလိမ့်မယ်နော်။ဒါပေမဲ့ကန်တရားဆိုတော့ကတော့တတ်မှတ်ထားတဲ့အတိုင်းအရာအားလုံးကဖြစ်ဖြစ်နေခဲ့ရပါ။ကန်တရားကိုဘယ်သူမှရှောင်လွဲလို့မရခဲ့ပါဘူး။ဒီလိုနဲ့အဲ့ဒီနေ့မှာဗေဘေမျိုးပေါ်ကိုသွားနေခဲ့တဲ့အချိန်မှာပဲကားအက်ဆီဒန့်ဖြစ်သွားခဲ့ပါတယ်။သူလည်းဒဏ်ရာအပြင်းထန်ရရှိသွားခဲ့ပါတယ်။ အစီရင်ဖြစ်တဲ့နေရာမှာသူတို့ကိုတွေ့ရှိခဲ့တဲ့သူတွေကဖိဖေးကိုအကူအညီပေးခဲ့ကြပါတယ်။တရားအပြင်ထံရရှိနေခဲ့တဲ့သူကိုချက်ချင်းစယုံကိုခေါ်ဆောင်သွားပေးခဲ့ကြပါတယ်။ဒီနောက်မှာတော့သူရဲ့ဖုန်းကိုယူဆောင်ပြီးမိသားစုဝင်တွေကိုဆက်သွယ်ပေးခဲ့ကြတာပေါ့။အမေနဲ့မိန်းမနှစ်ယောက်လုံးကလည်းစိုးရင်တကြီးနဲ့စယုံကိုအမြန်ရောက်ရှိလာခဲ့ကြပြီးကားစီရင်ဖြစ်သွားတဲ့ဖိဖေးကိုတွေ့ခဲ့ရတဲ့အခါမှာတော့စိုးရင်ပူပန်သွားခဲ့ကြပါတယ်။ဟုတ်ပြတခင်ဒုက္ခပါပဲကျမရဲ့သားလေးကျမရဲ့သားလေးဘာဖြစ်သွားတာလဲသူဘာဖြစ်သွားတာလဲ ဆရာရဲ့ဆရာကျမရဲ့သားလေးကိုအမြန်ဆုံးကုသပေးပါအောင်ရှင်။ကျမသားလေးအမြန်ဆုံးနေပြန်ကောင်းသွားမှာပါနော်။ကျမမှာဒီသားလေးတယောက်တည်းပဲရှိရပါ။တိုးတာတခုတ်ခုတ်ဖြစ်သွားရင်တော့ကျမတယောက်တည်းဘလို့အသက်ရှင်ရမှာလဲ။ကျမတည်သွားလိမ့်မယ်သိရလား။အမေကြီးဘာမှလည်းအရင်ကြီးစွန့်ရင်ပူပန်မနေပါနဲ့။ကျွန်တော်တို့ဘက်ကနေပြီးတော့အစွမ်းကုန်ကြိုးစားနေတယ်။သူ့ခေါင်းမှာတန်ရအပြင်းထန်ရထားတယ်။သူ့ရဲ့ခေါင်းကသွေးတွေကလည်းခဲနေပြီးကျွန်တော်တို့ခွဲစိတ်ကုသပေးမှဖြစ်မယ်။ခမရတော့အနေနဲ့ပတ်စံတသိန်းအများဆုံးရှာထားလိုက်ပါအချိန်လေးကတအားကိုရှောက်ထွေးလုံးနေရ။ သူ့ကိုခွဲစိတ်ကူတောင်းမှုမခံရှုံးစေဘူးဆိုလို့ရှင်တော့သူ့ရဲ့အသက်အန္တရာယ်စိုးရင်ရနိုင်ပါတယ်။မေတာလီကလည်းအရန်ကိုဝမ်းနဲ့သွားခဲ့ပြီးငိုပဲငိုနေခဲ့ပါတယ်။ဒီနောက်မှာတော့ပြောလိုက်ပါတယ်။အမေရဲ့အမေဒါဘာဖြစ်သွားတာလဲအမေရဲ့ဒါရီဘာဖြစ်သွားတာလဲ။အမေအမြန်ဆုံးပတ်စံပေးသွင်းပြီးတော့သူ့ကိုစိတ်ကူတောင်းပေးလိုက်ပါ။မိခင်ဖြစ်သူကလည်းအမြန်ဆုံးပတ်စံပေးသွင်းပြီးတော့သူ့သားလေးကိုခွဲစိတ်ကူတောင်းပေးလိုက်ပါတယ်။ခွဲစိတ်ကူတောင်းမှုပြီးစီသွားခဲ့တဲ့အခါမှာတီးခဲ့ရတာကတော့ဗိတ်တရားမျိုးလုံးကန်းသွားခဲ့ပါပြီ။ ဒါပေမဲ့မျိုးလုံးအစာထိုးကုသလိုက်မယ်ဆိုရင်တော့သူမျက်လုံးပြမြင်ရနိုင်ပါတယ်။ဘာဒီအတွက်တို့တို့နောက်ထပ်ငွေတွေအများကြီးထပ်ကောင်းအောင်မှာပါအနည်းဆုံး18သိန်းလောက်ကောင်းအောင်မှာဖြစ်ပါတယ်။မေတ္တာလေးကိုယ်တိုင်လည်းစိတ်ပြတ်ဝမ်းနေနေကြတာပေါ့။ဒီလောက်ထိများတဲ့ပတ်စံတွေကိုတို့တို့ဘယ်ကနေပြီးတော့ရှားရမှာလဲ။ဒီအချိန်မှာသူကလည်းသူ့ယောက်ျားကိုအားပေးနေရှင်နဲ့ပဲပြောပြခဲ့ပါတယ်။ကဲလာကျမတို့အိမ်ကိုပြန်ကြမယ်။ရှင်မျိုးလုံးတွေမမြင်ရတော့ဘူးဆိုပေမဲ့ကျမဘီနာမှာအမြဲတမ်းရှိနေပြီမယ်နော်။ ရှင်မျက်လုံးတွေမမြင်ရတော့ဘူးဆိုပြီးဘယ်တော့မှခန်းစားရမှာမဟုတ်ဘူးတီလားကျမရှင်အတွက်မျက်လုံးတွေဖြစ်ပေးမယ်ဒီအချိန်မှာဗိဗေကလည်းပြောလိုက်ပါတယ်မင်းငါဘွားရရောက်ရှိလာခဲ့တဲ့အချိန်ကစပြီးငါဘွားတခုလုံးအမောင်းကျသွားခဲ့ရပဲမင်းဒီကနေချက်ချင်းထွက်သွားလိုက်တော့တော်ပါတော့ဗိဗေကတော်လိုက်ပါတော့နင်ဘာလို့အခုလိုပြောနေရတာလဲဒါကကျမအတိုင်းပဲလေငါတို့ဘာလုပ်လို့ရမလဲအချိန်တွေကတဖြည်းဖြည်းကုန်ဆုံးလာခဲ့တာနဲ့အမြအင်းရဲ့စီးပွားရေးအခြေအနေကလည်းပြောင်းလဲလာခဲ့ပါသေး သူတို့ကျွဲလို့ရောင်ပြီးရရှိလာခဲ့တဲ့ပတ်စံလေးနဲ့ဘာမှအများကြီးမတတ်နိုင်ခဲ့ကြပါဘူး။အရင်အတုံးစဲတွေကလည်းတည်တန်းရှိပါသေးတယ်။အိမ်မှာပတ်စံရှာဖွေပေးနေတဲ့သူကလည်းအခုဆိုရင်တော့မျိုးလုံးကန်းသွားခဲ့တဲ့အခါမှာဘာမှလုပ်လို့မရတော့ပါဘူး။ပတ်စံအရင်လိုအန်နေခဲ့တဲ့အခါမှာတော့သူတို့မှရှိတဲ့ကျွဲတွေကိုရောင်ချဖို့အထီတောင်ဖြစ်လာခဲ့ရပါတယ်။အမေကလည်းကျွဲတွေကိုဘာဖြစ်လို့ရောင်မှလဲရောင်စရာမလိုဘူး။အမေရဲ့တာမတတ်တာတဲ့အခြေအနေကိုရောက်နေတယ်ဆိုပေမဲ့ကျမကတော့ရှိသေးတယ်။ကျမကြည့်လို့ပါမယ်။ မိသားလေးကလည်းသူတို့ရဲ့ကျွေးနော်တွေကဈေးသက်သက်သာနဲ့ရောင်းချနေခဲ့တဲ့အတွက်အရှုံးပေါ်နေရလို့ထင်မှတ်ခဲ့ပါတယ်။ငါနွားတို့ကိုဒီအတိုင်းမရောင်းဘဲနဲ့ထောဘက်လောက်ပြီးရောင်းမယ်ဆိုရင်ထောဘက်ကိုဈေးထဲမှာရောင်းတဲ့အခါကျရင်တော့ပို့ပြီးတော့ပတ်ဆိုင်ရမှာပဲ။ဒီလိုနဲ့မိသားလေးကလည်းနွားနိုးနဲ့ထောဘက်တွေကိုရောက်အောင်ထုတ်ရှုခဲ့ပါတယ်။သူထောဘက်တွေလောက်တဲ့အခါတိုင်းအနံ့ကအရန်ကိုမှွေလို့နေတဲ့အတွက်အိမ်ကြီးချင်းတွေကလည်းအနံ့ကိုရောက်ပြီးအိမ်ကိုလာရောက်ဝယ်ရှုခဲ့ကြပါတယ်။တခါမှတော့အမျိုးသမီးတစ်ယောက်ကလာမေးခဲ့ပါတယ်။ ကဲအမရေနေအိမ်ကနေပြီးတော့ထောပတ်အနံမွှေးမွှေးလေးအမြင်ရရနေရနော်ဟုတ်တယ်ဟုတ်တယ်ထွေးမလေးကထောပတ်ရောင်းဖို့အတွက်အိမ်မှာပဲထောပတ်ကိုယ်တိုင်လုပ်နေရနင်းလို့ချင်းလဲဆိုလို့ရှင်တော့ဝယ်သွားလို့ရပါတယ်ဈေးလည်းကတားတယ်အမျိုးသမီးတွေကထောပတ်တွေကိုဝယ်ယူပြီးနောက်မှာတော့အရန်ကိုကောင်းမွန်လို့နဲ့အတွက်လာပြန်ပြောခဲ့ကြပါတယ်ကောင်းတယ်ထွေးမလေးရေနင်းလောက်ထားတဲ့ထောပတ်တွေကအရန်အရသာရှိပြီးစားကောင်းတယ်ဒီနေ့ခင်မအလောက်ထိအရသာရှိတဲ့ထောပတ်ဗမာရသေးလို့လဲအတော်ကြီးထောပတ်ဘလောက်လို့ချင်းလဲကျမဆိုင်ကနေပြီးတော့ပဲဝယ်ပါနော်ကျမအိမ်မှာကိုယ်တိုင်လုပ်လို့ဈေးလည်းကတားတယ် ဈေးထဲမှာဆိုလို့ရှင်တော့ဈေးအရန်ကြီးနေပြီ။ရွာမှာရှိတဲ့သူတွေကသူတို့သုံးဖို့အတွက်ထော်ဘက်တွေကိုဝယ်ယူသုံးစွဲခဲ့ကြပြီးသူတို့ရဲ့ဆွေမျိုးတွေအတွက်ကိုလည်းလက်ဆောင်ပို့ပေးခဲ့ကြပါရယ်။မေတ္တာလီကလည်းသူရဲ့ကြိုးစားအားထုတ်မှုတွေအများထင်လာတာတွေ့ခဲ့ရပါရယ်။တဖြည်းဖြည်းနဲ့ရွာအပြင်မှာနေထိုင်ကြတဲ့သူတွေကလည်းသူ့ဆိုင်ကထော်ဘက်လာဝယ်ခဲ့ကြပါရယ်။သူကတော့တယောက်တည်းထောဘက်တွေကိုပြီးအောင်လုပ်နေခဲ့ရတာနဲ့အချိန်လွေကုန်ခဲ့ရပါတယ်။ဒါကြောင့်အခုဆိုရင်တော့သူကစပစ္စည်းတွေဝယ်ယူပြီးထောဘက်တွေကိုထုတ်ပါတယ်။ အဖြစ်ဖြစ်တဲ့ဆွေရစီပွားရေးအခြေအနေကောင်းမွန်လာခဲ့ပြီးအဆင်ပြေလာခဲ့ပါတယ်။ဗီဗက်ကလည်းတဖြည်းဖြည်းနဲ့မေတာလီအပေါ်ပြောင်းလဲလာပါတယ်။တရမတော့အင်းကြီးချင်းရွာမှာနေထိုင်နေမဟေ့ဆိုတဲ့သူတယောက်သူတို့စီရောက်လာပါတယ်။သူကမြို့မှာဆိုင်တဆိုင်ဖွင့်ထားခဲ့ပါတယ်။ခမားကဒီမှာထောဘတ်တွေကိုထုတ်တဲ့သူဆိုပြီးတော့ကြားထားလို့ပါ။ဟုတ်ကဲ့ဟုတ်ကဲ့။ဒါနဲ့ဘာကိစ္စရှိတော့လဲမသိပါဘူး။ကျွန်တော်ကမြို့မှာဆိုင်ဖွင့်ထားတယ်လေ။အဲ့ဒါကြောင့်ကျွန်တော်ဆိုင်မှာခမည်းရဲ့ထောပတ်တွေကိုတင်ရောင်းခြင်းလို့ရွာမှာခမည်းရောင်းနေတဲ့ဈေးထက်ကျွန်တော်ခမည်းကိုပို့ပေးမယ် သူလည်းဝမ်းသာပျော်ရွှင်သွားခဲ့တဲ့အတွက်မဟေ့ချ်ကိုသူ့ရဲ့ထောဘတ်တွေရောင်းချပေးခဲ့ပါတယ်။နောက်နေ့ကြာမြင့်သွားခဲ့တဲ့အခါမှာတော့နားထောင်မအောင်ယောက်ျားရဲ့ဇေယုံကနေဖုန်းဆက်လာတယ်ဒီလား။ကျွန်တော်တို့ဒီနေ့ဇေယုံကိုတွားရမယ်။ဘာဖြစ်တာလဲ။ဘာဖြစ်လို့တွားရမှာလဲ။တေးယောက်ကမျက်ကြည့်လွားလှူဒန်းသွားခဲ့တယ်အဲဒါကြောင့်ကျမရှင်ကိုအမြန်ဆုံးမျက်စိအစားထိုးကိုးတာပေးမယ်ပတ်ဆံကဘယ်လိုလုပ်မလဲပတ်ဆံအများကြီးကုန်မှာမဟုတ်ဘူးလားရှင်းရလေဘာဖြစ်လို့ပတ်ဆံအတွက်စိတ်ပူနေရတာလဲကျမတယောက်လုံးရှိရပဲဦး မေတ္တာလီကလည်းထောပတ်ရောင်းပြီးရလာတဲ့ပတ်စံနဲ့တယောက်ကြားကိုစေကူတာပေးလိုက်ပါတယ်။တယောက်ကြားလည်းမျက်စိအလင်းရောက်ပြန်လည်ရရှိသွားခဲ့ပါတယ်။ငါ့အခွင့်အရေးပါမေတ္တာလီရဲ့ငါမင်းကိုအမြဲတမ်းအယူတယောက်လိုမျိုးပဲဆက်ဆံခဲ့တယ်။မင်းကိုအရန်ကိုတောင်းအားလုံးနဲ့ဆိုပြီးတော့ပဲငါ့ထင်နေခဲ့မိရ။ဒီနေ့ကြည့်ပါဦး။မင်းကအရန်ကိုနားလည်မှုရှိပြီးလိမ္မာရေးကြရှိတဲ့မိမတယောက်ပဲ။မင်းအရန်ကိုတောင်းလုံးလို့ငါဒီနေ့မျက်စိပဲပြန်မြင်ခဲ့ရတာ။မင်းတော့မရှိဘူးဆိုရင်တော့ငါလောကကြီးကိုနောက်တစ်ချိန်ဘယ်တော့မှထပ်ပြီးကြီးခွင့်ရမှာမဟုတ်တော့ဘူး။ ရှင်ကကျမတို့အရာအားလုံးပါပဲကျမရှင်တို့ဒီလောက်တော့လုံပေးနိုင်တာပေါ့ဟုတ်ကဲ့နင်းတို့ချွေးမလေးမျိုးကိုတော့ဘုရားသခင်အားလုံးပေးတဲ့နဲ့နင်ကတော့ထော်ဘက်ရောင်းနေရင်ငါသားလေးရဲ့မျက်လုံးကိုပြန်မြင်ရအောင်လို့လုံပေးခဲ့ရပါပဲအခုငါပြန်ကောင်းသွားပြီဆိုတော့မင်းဘာအလုံးမလုံးစရာမလိုတော့ဘူးငါကိုယ်တိုင်ဒီအလုပ်တွေအားလုံးကိုလုံပေးမယ်နော်ရှင်ကလည်းကျမဒီအလုပ်ကိုလက်လွတ်လို့ပဲဖြစ်မလဲဒီအလုပ်ကြောင့်ပဲရှင်ရဲ့မျက်စိပြန်မြင်လာခဲ့ရတာမဟုတ်ဘူးလား အခုဆိုင်တော့ရှင်နောက်ထပ်ကျွဲတွေနွားတွေအများကြီးဝယ်ယူထားတဲ့လဲရှင်ကတော့အင်မာနေပြီးကျွဲတွေကိုယူဆိုင်ကောကျမကတော့ကျမရဲ့အလုပ်ကိုအမြဲတမ်းအတွက်လုပ်သွားဖို့စဉ်းစားထားတယ်မေတာလေးကလည်းသူ့လူတွေကိုသူဆက်လက်လုပ်ကိုင်းနေခဲ့ပြီးဗေဗေကလည်းသူ့မိမပြောတဲ့အတိုင်းပဲကျွဲတွေကိုထပ်ပြီးအများကြီးမွေးထားခဲ့ပါတယ်ဒီလိုနဲ့နှစ်ယောက်သားစူးစမ်းအားထုတ်လိုက်ကြတော့အောင်မြင်မှုပန်းတိုင်းကိုစခုရရှိသွားခဲ့ကြပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်